ကြည့်ရှုနေကြပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော် Vice Football Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်နဲ့ကိုချင်းကြီးနှစ်ယောက်ကဒါလာမယ့်စနေနေ့မှာကစားမယ့် United နဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့ viewer preview ဖြစ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကိုရှင်ကြီးမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကဲဒါ United နဲ့ Brighton လတ်တလောတော်တော်လေး Premier League မှာခြေပြန်မှန်လာတဲ့နှစ်သင်းကိုပြောလို့ရတယ်ဗောလေအဓိကတော့ကျွန်တော်တို့ United ကိုစာပြီးတော့ပြောရလိမ့်မယ်ပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာအကောင်ဆုံးခြေစွမ်းပြပြီးတော့အဝေးကွင်းမှာသူတို့နိုင်ပွဲရသွားတယ်ဆိုတော့နိုင်ပွဲရတဲ့တပြိုင်တည်းသူတို့ပြီးခဲ့တဲ့100ဒီလုံးမရခဲ့တဲ့ Premier League ဒါ back to back win ကိုရသွားခဲ့တယ်ပရီးမီယာလိဂ်ပွဲစားတဲ့အနိုင်ဆိုတဲ့အရာတော် ီးရတဲ့တရားဒီလုံးမရခဲ့တဲ့တရားဒီဟာဒီမှစပြီးတော့ရခဲ့တယ်ဆိုတော့တော်တော်လေး United အတွက်ကတော့လက်ရှိချိန်မှာဒါ Queen Queen ပြင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတော်တော်လေးအမြင့်ဆုံးရောက်နေလိမ့်မယ်လို့တော့ထင်တယ်ပေါ့လေဒီဘက်ကဒါ Brighton သင်းကလည်းထုံးလေးလောက်ပဲနောက်ဆုံးပွဲစဉ်မှာနိုင်ပွဲတွေတောက်လျှောက်ရပြီးတော့မှတော်တော်လေးအခြေအနေကောင်းလာတာမှန်တော့ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုရှင်းကြည်ဒါ United ဘက်ကပဲစပြီးတော့ United ပေါ့အခုရဲ့အမြင်ပြီးခဲ့တဲ့ဒါပွဲစဉ်မှာလည်းပြခဲ့တဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ကိုတော်တော်လေးကိုဒါ United ဒီလိုဖြစ်လာတာကိုဝမ်းသာကျိုးစိုးတယ်ပေါ့နော်ဒီလိုမြင်နေတာပေါ့အကိုတို့ United ပြိတ်သက်တွေဆိုရင်ဒီ ချိန်မှာဘလောက်တောင်ပျော်နေမလဲကိုချင်းစားပါတယ်နားလဲခံစားမိတယ်အကိုတို့ကိုယ်တိုင်တော့မှဒီလို United ကိုအဲ့လိုလိုက်လဲလဲလဲဦးလိုက်လဲအားပေးတဲ့ပရိသတ်မဟုတ်တာတော့မှ United ဒီလိုလမ်းကြောင်းမှန်တစ်ခုပေါ်ပြန်ရောက်လာတာအဓိကအားရဖို့ကောင်းတာကတပွဲနဲ့တပွဲကြမှာ United ဖြစ်နေတဲ့ပြဿနာအကိုအကိုမှမဟုတ်တကဘာလုံးက United fan တွေရောဘောလုံးကျွမ်းကျင်သူတွေရောအကိုတို့ညီကိုတွေအားလုံးဝိုင်းပြောနေတာကတပွဲကောင်းတယ်နောက်တပွဲကျရင်ဘာဖြစ်သွားမှန်းမသိဘူး သူတို့မဟုတ်တော့သလိုပဲနောက်ဖီအားတွေများလာနှစ်ပွဲသက်သုံးပွဲသက်ရက်လက်မကောင်းဖီအားများလာရင်ပြန်ပြီးတော့ရက်လက်လေးတပွဲစာပြန်ပြီးတော့ပြန်ထကောင်းတယ်ရက်လက်ကောင်းသွားတယ်ပြီးရင်ပြန်ပြီးတော့အဲတန်တရားတွေဝေ့နေပြန်အဲ့လိုဖြစ်နေတာကြီးကမဟုတ်ဘူးပေါ့နော်ဒါကြီးကအမှားကြီးအလွယ်ကြီးအခုဆန်လန်းလန်းနဲ့ပွဲမှာစပြီးတော့ United ရဲ့အကောင်းဆုံးခြေစွမ်းအကောင်းဆုံးပုံစံအကောင်းဆုံးရက်လက်ကိုမြင်ရတယ်ဒါတပွဲသာကောင်းနေတာလားဆိုရင်တန်တရားတွေကအများကြီးရှိတယ်အခုတို့ကိုယ်တိုင်လည်းရှိတယ်ဒါပေမဲ့ Liverpool လို့အသင်းမျိုးကို International Break ဝင်လာတယ်ဂျားထဲမှာဒီကောင်းနေတဲ့ ရက်တန်နဲ့ဖောင်နဲ့တခုကရက်သွားတယ်ဒီမှာလီဗာပူးကလည်းရလဆိုးနေအမှန်နဲ့ဒါပေမဲ့ international break ကြောင့်သူ့မှာပြင်ဆင်ချိန်ဒီပွဲကိုအများကြီးရထားတယ်။ရှေ့မှာ၃ပွဲဆက်ကလည်းရှုံးထားတယ်ဆိုတော့ဒီပွဲမှာသူကလည်း bounce back ပြန်လုပ်ပြီးတော့တသက်ပြပြီးတော့ဖိအားလျှော့ချရမယ်ပွဲ။သူကလည်းအများကြီးဒီပွဲကိုပြင်ဆင်ထားမှာပဲ။အဲ့တော့ United အတွက်ပြောချင်တာလွယ်မှာမဟုတ်ဘူးပေါ့နော်။ဟုတ်ကဲ့ပါ။အထူးသဖြင့် MV MV ဆိုတော့အရန်ခတ်တဲ့ကွင်း United တမမဟုတ်တကဘာလုံးမှာ Real Madrid, Barcelona, PSG ဘယ်အသင်းမဆိုကြိုက်တဲ့အသင်းလာခဲ့တကဘာလုံးမှာ Premier League အသင်းရော အန်ဖီမှာဘယ်အသင်းအတွက်မှမလွယ်ဘူး United ကိုရိုင်းလဲ2016ကရိုနီရဲ့ဂိုးနဲ့ Louis van ga လက်ထက်ကနိုင်ခဲ့ပြီးနောက်ပိုင်းမှာ6နှစ်ရှိပြီမနိုင်တာကြားထဲမှာ Morin မျိုးတို့ Social တို့ Randle တို့နီးပြတွေအများကြီး Tan Hat တို့အများကြီးပြောင်းခဲ့ပြီးပြီအခု Morin လက်ထက်မှာမှပြန်နိုင်တယ်ဒါတော်တော်လေးခမ်းနားတဲ့နိုင်ပွဲ England Derby မှာနိုင်တဲ့နိုင်ပွဲတိုးတက်မှုတွေလည်းအခုတို့အများကြီးမြင်ရတယ် စိတ်တက်ပိုင်းဆိုင်ရာမာကျော်မှုတွေပြီးတော့ system တစ်ခုအောက်မှာကောင်းကောင်းအလုပ်လုပ်လာနိုင်တဲ့ပုံစံတွေမြင်ရတာတော်တော်အားရဖို့ကောင်းတယ်ဒါ United အတွက်ဟိုတာမန်နိုင်ပွဲတစ်ပွဲရမှတ်သုံးမှတ်ဆိုတာထက်အများကြီးပိုတယ်အသင်းသင်းကလမ်းကြောင်းမှန်တစ်ခုပေါ်ကိုရောက်ဖို့အတွက်ကိုဒါအရေးရောင်ကောင်းတွေကိုမြင်နေရပြီအဲ့ဒါ United ပြည်သက်တွေရော United အတွက်ရောတော်တော်အပြည့်သဘောဆောင်တယ်တစ်ဖက်မှာ Brighton လည်း short တက်လို့မရဘူး Bigger back က Newcastle ကို2-1နဲ့အင်္ဂွေမှာနိုင်ထားတယ် Premier League နောက်ဆုံး၄ပွဲဆက်ရှုံးမဲမရှိဘဲနဲ့လမ်းကြောင်းမှတ်မော်ရှိနေဆိုတော့တော်တော်ကိုကြည့်ကောင်းပြီးတော့ ဒီဒီဘက်ဒါစိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲတောင်ဖြစ်လာနိုင်တယ်လို့အကိုထင်တာပဲဟုတ်ကဲ့ပါဆိုတော့ဒါ United ကတော့ဒါအကိုလည်းပြောတယ်မှာပေါ့ပါတယ်အင်ကွင်းနောက်ဆုံးသွား၃ပွဲဆက်လိုက်တယ်နိုင်ထားတဲ့အသင်းနောက်ဆုံး Premier League နှစ်ပွဲဆက်လိုက်တယ်နိုင်ထားတဲ့အသင်းတော့လက်ရှိချိန်မှာတော့တော်တော်လေးစိတ်တပိုင်းဆိုင်ရာအမြင့်ဆုံးရောင်းနေလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့လည်းဒါအဲ့လိုတပွဲချင်းစီလိုက်ခြေစွမ်းပိုင်းဟိုပြီးခဲ့တဲ့ပွဲစဉ်တွေအရာတော့လိုအပ်ချက်ရှိနေတာကနည်းနည်းလေးတော့ United ကိုဒီနေ့အင်ကွင်းမှာတော့အဆင်ပြေပါမလားပေါ့တန်တရားတော့ဖြစ်မိတော့ပြီးကြတော့အသင်းအတိုင်းစစ်မှာကျွန်တော်တို့ပြီးခဲ့တဲ့ဒါလေဘုံနဲ့ပွဲမှာဆိုရင်မီဆမောက်ပွဲထွက်သုံးလာတယ်ကိုညာကိုအထောင်ထားပြီးတော့အန်ဘူမွန်နဲ့ချန်လာ ဆိုတော့ဒါဆက်စကိုကတော့နေရာပြန်ပြောက်သွားတယ်ပေါ့လေဆိုတော့အသင်းရဲ့တိုက်စစ်နဲ့ပတ်သက်ပြီးတော့ကိုချင်းကြီးဘယ်လိုမြင်လဲအဓိကအဖြစ်မေဆာမောင်းကအသင်းရဲ့ line up မှာအမြဲတမ်းသုံးသင့်တဲ့ကစားသမားလို့ထင်လားတကယ်ရောအသင်းရဲ့အာကစားကွက်ထဲမှာအန်ဝင်မဲ့ကစားသမားဖြစ်ရလားဆက်စကိုခောက်ထားတာကိုမှန်ရလားဘယ်လိုထင်လဲမေဆာမောင်းကိုအကိုကတိုက်တိတ်ပြီးတော့သဘောကျတယ်ကစားဟိုလူထဲမှာပြိတ္တထဲမှာမပါဘူးပေါ့နော်ယူနိုက်တက်ပြိတ္တတချို့ကတော့သဘောကျတယ်အကိုကတော့တိတ်ပြီးသဘောမကျဘူးဒါပေမဲ့လေမိုရင်းလူချင်းနဲ့ pressing ကိုသူက ဒီတိုက်စစ်ကနေစပြီး present လုတ်ချင်တဲ့ပုံစံမှာကျတော့ Mr. Mount လိုမျိုး present ကောင်းတဲ့ကစားသမားကတကယ်အသုံးတည်တယ်။ဒါကလည်းအကိုတို့နီးပြရဲ့နီးပြွာနဲ့သွားချင်တဲ့ပုံစံနဲ့ကိုက်နေတာကိုတော့အကိုတို့လစ်လူရှူထားလို့မရဘူးထင်တယ်။အဲ့တော့ Mr. Mount ကိုသုံးတာကိုအရင်ကြီးတော့အပြစ်တင်လို့မရဘူး။သူ့ကို twin ကိုဂိုးဖန်နေမှုမှာမှန်တယ်။ Mr. Mount နဲတယ်။ဒီထက်ပို ပို့ပြီးတော့ involve လုပ်နိုင်ခဲ့တဲ့နေပေါ့နော်ဒါပေမဲ့အမိုးရင်းကသူ့ရှီရနေပြီးတော့ဒီတစ်ခုတည်းမျောလင့်ပြီးသုံးနေတာမဟုတ်ဘူး present ကိုကောင်းကောင်းလုပ်နိုင်တဲ့အတွက်ကြောင့်ဒီဟာကိုဒီလုံအားလုံးကိုလိုချင်တဲ့အတွက်ကြောင့်သုံးတာပြီးခဲ့တဲ့ပွဲမှာ sasco နှစ်ပွဲဆက်ဂိုးသွင်းထားတဲ့ sasco ကို line out လိုက်တဲ့အချိန်မှာအကိုတို့ကိုယ်တိုင်ရောတစ်ကဘာလုံးကပရိသတ်တွေရောဒီမှာဘာလဲဟာဘုံရင်ဘာလို့ပြန်ပြီးလဲလို့ထင်တာပေါ့နော်အကိုတို့ကိုယ်တိုင်တကယ်ပွဲမစခင်ပြင်ပြီးမှဆိုဒါကိုပြောခဲ့တယ်အမိုးရင်ကတော့အတက်ဆန်းနေလှုပ်လာပြီအဲ့ပွဲမှာဆိုရင်အကိုတို့အမိုးရင်ကလီပွဲထွက်ခင်းချင်းလူလူထုပ်ပုံမှာ300လောက်အကိုတို့ ပြောစရာတွေဖြစ်ခဲ့တယ်ဗောနော်အဲ့ဒီအတခုက Sesco နှစ်ပွဲဆက်ဂိုးသွင်းထားတယ်ယုံကြည်မှုရနိုင်ကစားသမားကိုခြံလက်ခဲ့တာဒီမှာလဲအဲ့ဒါကမှန်ခဲ့တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Van Dijk တို့ Corner Day လို့တို့ Area ဘိုင်းမှာတော်တော်လေးအားကောင်းတဲ့ကစားသမားတွေ ਨੇ ရင်ဆိုင်ရမယ့်ပွဲမှာဒီလိုအယံမောင်းအားကိုးပြီးတော့အမြင်ပေါ်တွေမှာအားသာတတ်တဲ့ Sesco သုံးတာကဒီပွဲမှာအသာရဖို့က50 50ဖြစ်သွားပြီ။ဟုတ်ကဲ့ Van Dijk Corner Day နဲ့ Van Dijk နဲ့ Sesco နဲ့ကြားမှာအယံမောင်းကသူ့မသားကိုမသားဖြစ်သွားပြီ။အဲ့တော့တခြားပွဲတွေမှာ Sesco ကပြန်မဲ့ခံစစ်တဲ့အယက်ပုံမြင့်နေတဲ့ကြောင့်အဲ့မှာ तू က ပူလီလုံနိုင်တယ်သူကအဲ့မှာ advantage ရနိုင်တယ်ဒီပွဲမှာကျတော့အဲ့ဒီ advantage ရမှာမဟုတ်ပသေးကြတော့အဲ့အတွက်ကြောင့် sesco အဲ့လိုအားသာလဲ sesco မတုံးတော့ဘဲနဲ့ဒီတိုက်စစ်ကိုအမြင်ဘောတွေမသွားတော့ဘဲနဲ့တိုးအားယုံအားကောင်းမဲ့ကိုညာလူစားမမျိုးကိုအထောက်မှတားပြီးတော့ဟိုပြောမယ်ပြိုင်ဘက်ကိုခံမန်းရမလွှဲအောင်လှုပ်သွားတဲ့နီးပြူဟာကအမိုးရင်ဒီချင်းကပ်ပုံကအလုတ်ဖြစ်သွားတယ်လို့ထင်တယ်ဒါကအကိုတို့ကရက်လက်ကောင်းတာနဲ့ရောက်လဲဆိုင်တာပေါ့လေရက်လက်မကောင်းရင်တော့ဒီမှာတွေးရမယ်ရှူတောင်းနေရတော့တမျိုးဖြစ်ကောင်းလဲဖြစ်သွားနိုင်တာပေါ့နော်ပြီးတော့တိုက်စစ်မှာ ပြီးတော့နောက်တစ်ခုအမိုရင်ပြီးခဲ့တဲ့ကွဲမှာ race ub လောက်သွားပြီးတော့ချီကျူးလာမှာကအမ်ဘူမိုနဲ့အာမတ်ကလက်ရှိ united ရဲ့ attacking threat တွေထဲမှာသူ့ရဲ့အဓိကဝက်ပေါ်ပဲသူ့ရဲ့အဓိကလက်နက်ပဲဒီညာချမ်းတိုက်စစ်ပဲအမ်ဘူမိုဒီလောက်ထိကောင်းကောင်းအလုပ်လုပ်နိုင်အောင်အာမတ်ကအများကြီးနောက်ကနေပြီးတော့ချိတ်ဆက်ပြီးတော့ပန်ပိုးပေးနေတယ်အာမတ်ရဲ့တိုးဟာယုံဟာပန်ပိုးမှုတွေကြောင့်လည်းပြိုင်ဘက်ကဒီဘယ်ချမ်းခံစစ်တွေကအမြဲတမ်း overload ကိုခံစားခဲ့ရပြီးတော့မထိနိုင်တော့ဘူးပေါ့နော်အဲဒါကြောင့်လည်းအမ်ဘူမိုအတွက်ပိုးပြီးအလုပ်လုပ်ကလှုပ်ရှားဖို့လွယ်သွားတယ် ရှိမှာဆန္ဒလန်းတဲ့ပွဲမှာအဲ့လိုပုံစံသုံးတယ်အလုပ်ဖြစ်တယ်ဒါပေမဲ့အိမ်ကွင်းဖြစ်နေတယ်ဆန္ဒလန်းဖြစ်နေတယ်ကိုကဖိတဲ့မဲ့ပွဲမှုလို့ဒါသုံးတာဘာမှဖြစ်ဘူးလီဗာပူးကိုအန်ဖီမှာကိုကဟိုကိုကိုပြန်ဖိအားပေးမဲ့အသင်းမျိုးကိုအာမက်လိုမျိုးတိုက်စစ်အားတန်တဲ့ right wing back ကိုသုံးရဲခဲ့တာကြတော့အမိုရင် risk တအားများလုံးနဲ့တကယ်လို့သာရက်လက်မကောင်းခဲ့ရင်ဒါသူ့ကိုအားလုံးဝိုင်းပြီးတော့ထောက်ပြပြီးတော့ we van ကြမှာဒါပေမဲ့လှုပ်သွားတဲ့ဟာကတကယ်အလုပ်ဖြစ်တယ်ပွဲအစား10မိနစ်ကျော်ကျော်မှာရတယ်ကိုကအာမက်အမူဘလိုတွဲလုံးကနေချသွားဆိုတော့တပွဲလုံးလဲမိနစ်60လောက်ထိအာမက်က ကစားတော့မှလီဗာပူးကိုကောင်းကောင်းဖိအားပေးသွားနိုင်တယ်အဲ့တော့ဒါတကယ်လဲအမိုရင်းရဲ့စစ်စတန်တွေလူထုပ်ပုံတွေသူ့ရဲ့နီးပြူဟာချင်းကပ်ပုံတွေတဖြည်းဖြည်းချင်းအခုအတိမတ်ပြုတ်ကြရတယ်အများကြီးပေါ်လာတယ်ပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒီအနိုင်ကိုသွင်းမဲ့မက်ဂွိုင်ယာကိုပြန်သုံးခဲ့တာဆိုလဲရှေ့မှာဆန်လန်ရဲ့ပွဲမှာကလင်းရှစ်ရခဲ့တဲ့ ခံတဲ့ကြောင်းမှာယူရိုပြန်ခောက်ပြီးတော့မက်ဂွိုင်ယာသုံးလာတာလေဟာဘာလဲဘာလို့ပြန်ပြီလဲရှင့်မှာဘရန်ဖို့နဲ့ပွဲမှာတလွဲရေလုထားတာလေသိရမလားဒါမှလည်းအဲ့မက်ဂွိုင်ယာကပဲပွဲဖြည့်ပြောင်းမယ်အနိုင်ကိုသိမေးသွားဆိုတော့ဒီချိန်မှာတော့အမိုရင်းနဲ့ယူနိုက်တက်ကလုံတိုင်းဖြစ်နေတယ်အမိုရင်းပြောတဲ့သူ့စနစ်တစ်ခုအောက်မှာတဖြည်းဖြည်းတော့အသင်းကအလုံးလုံးလာနိုင်ပြီဆိုတဲ့ခံစားချက် feeling မျိုးတွေရလာတယ်ဗောနော်တကယ်လည်းမြင်နေရတယ်ဂိုးသမားလမ်းမန်းဆိုလဲဆန်လန်းလန်းရဲ့ပွဲမှာ man of the match ရတယ် ယူနိုက်တက်ပြိုင်သက်တချို့တော်မှဒါပီတာရှမိုက်ကင်နဲ့တော့ခိုင်နိုင်ပြီးတော့ချီကျူးကြတယ်အမိုရင်ကတော့အဲ့လောက်ထိမချီကျူးဘူးသူကတော့ပြိုင်သက်တွေပြန်သတိပေးထားတယ်တကယ်လည်းမှန်ပါတယ်ပီတာရှမိုက်ကင်ဆိုတာတကယ်ကိုခံထားတဲ့ legend ကြီးအခုမှ lemans ကတပွဲစားနှစ်ပွဲစားပဲကစားသေးတယ်ဒါပေမဲ့ရှေ့မှာရှိခဲ့တဲ့ onana တို့ barinda တို့တို့ကဖန်နေတို့ကမလုံခြုံမှုတွေတလွဲလုံးမှာစိတ်ပူနေရမှုမျိုးတွေပြိတ္တစီမှာလည်းမမြင်ရတော့ဘူးပြီးတော့ကွင်းထဲမှာကစားနေတဲ့ united ခန်းစစ်ကစားသမားတွေကိုယ်တိုင်လည်း သူတို့ဂိုသမားနောက်ကျောင်းလုံလေစိတ်အေးတယ်ဆိုတဲ့ခံစားမှုမျိုးတွေအကုန်လုံးကွင်းထဲမှာလည်းမြင်နေရတယ်ဆိုတော့ဘာဖြစ်ဒီဂိုသမားဘိုင်းမှာလည်းလမ်းမန်းစ်ကတည်ငြိမ်လာတဲ့လက်ဆွဲနေရအများကြီးအားရတယ်တဖြည်းဖြည်းနဲ့ United ကတိုးတက်မှုတွေနေရာတိုင်းမှာမြင်နေရဆိုတော့ဒီချိန်တွေတခုတော့တကယ်ကိုကြိုးဆိုပါတယ်ဟုတ်ကဲ့ပါဆိုတော့ United နဲ့ပတ်သက်ရင်တော့တော်တော်လေးလက်တလောကာလာတော့ဒါအပေါင်းနှခနာဆောင်ပြီးတော့အဆင်ပြေတဲ့ကာလာလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့တစ်ပတ်ဒါ Brighton ကိုကြည့်လိုက်အောင် Brighton ကတော့ဒီဟာဒီ9ပွဲ3ပွဲပဲရထားတယ် True ကြပဲ9နဲ့3သင်းသလုံးကလည်းတကယ်ကောင်းပါတယ်ဆိုတဲ့အသင်းတွေကို9ထားဆိုတော့ဒီ Brighton ဆိုတဲ့အသင်းကလည်းတော်တော်လေးခံမှန်းခတ်တဲ့အသင်းတွေထဲမှာ ပါလေလို့ကျွန်တော်ရဲ့တကူရတကူရစာအရတော့ဟိုယူဆရတယ်ပေါ့လေအသင်းပြိုင်မဲ့အကောင်းရင်ကောင်းတယ်လို့လိုက်ပြီးတော့ Brighton လိုက်ကောင်းတယ်ဒီဟာဒီအသင်းကြီးတွေနဲ့တွေ့ထားတဲ့ပွဲစဉ်မှာဆိုရင် Man City လိုအသင်းအနိုင်ခံထားတယ် Chelsea ကိုအဝေးကမှာ3-0ပြတ်နဲ့အနိုင်ခံထားတယ်ပြီးတော့ဒါ Spurs ကိုမရှုံးအောင်ကန်ထားတယ်ဆိုတော့နောက်ဆုံး Casel ကိုလည်းနိုင်ထားတယ်ဆိုတော့ဒီအသင်းကဘာဖြစ်ချင်တာလဲပေါ့လေပြီးတော့ Wolverhampton မနိုင်ဘူး Everton ရှုံးတာဆိုတော့လေပြန်ပြီးစဉ်းစားစရာလေးဖြစ်တယ်ပေါ့လေပြီးတော့ Type Six မှာလည်းဒီ Webber လိုအသက်34နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ကစားသမားမျိုးကို3-0ဆက်ပဲ3-0ဒီတိုင်အောင် Webber ကလည်းဂိုးတွေသွင်းနေတယ်ဆိုတော့ဒီ Brighton နဲ့ပ သက်ပြီးတော့ကိုချင်းညီအမြင်မလို့ရှိမလဲမှန်ပါတယ်ညီလေးယောက်ကပြောသွားတာတော်တော်လေးသူ့ရဲ့ story line ကပြည့်စုံနေပါပဲเนาะအဲ့တော့တေချာတာက Brighton ကိုအခုတို့တွဲမြင်တာဒီနောက်ဆုံးဒီဒီစားပြီးလက်ထပ်မှာပဲဖြစ်ဖြစ် Grand Potter လက်ထပ်မှာပဲဖြစ်ဖြစ်အခု Hazel ကပြောင်းတယ်ဘယ်နည်းပြနေပဲဖြစ်ဖြစ်ဒီအသင်းရဲ့ကိုပိုင် ideology ကိုပိုင် play style နဲ့ဒီအသင်းကတိုက်စစ်ကိုတကယ်ကိုကောင်းကောင်းဘောလုံးကစားတတ်တဲ့အသင်းကွာကြိုက်တဲ့အသင်းလာခဲ့သူ့ရဲ့ play style သူ့ရဲ့ပုံစံနဲ့သူကောင်းကောင်းပြိုင်ဘက်ကိုရှင်ကစားနိုင်တယ်ခံစစ်ကိုလည်းအားမတန်ဘူးတိုက်စစ်ကိုပို့သွားတယ်ဒါပေမဲ့လိုအပ်ရင်ခံစစ်လည်း မာတယ် solid ဖြစ်တယ်အရင်ကြီးတော့ခန်းစစ်ကတော့သူတို့ရဲ့အဓိကမာကောင်မဟုတ်ဘူးသူတို့ရဲ့အဓိကလက်နက်ကကွင်းလယ်နဲ့တိုက်စစ်ပေါ့နော်တကယ်ကိုဖျော်ဖြေမှုပေးနိုင်တယ်ပြီးတော့ကစားမကောင်တွေအများကြီးမွေးထုတ်တယ်အဲကစားမကောင်တွေကိုအသင်းကြီးတွေဆိုမျိုးမျိုးမျက်နဲ့ရောင်းတယ်ဟိုဝင်ငွေအဲ့ရနေရှာတယ်ပေါ့နော်အများနဲ့လည်းပြီးတော့အသင်းရဲ့ level ကိုမကျပါအောင်ထိန်းထားနိုင်တယ်ဆိုတော့တော်တော်ချီးကျူးဖို့ကောင်းတဲ့အသင်းအဲလက်ရှိမှာတော့ညီလေးပြောသလိုပဲပိုကောင်းတဲ့အသင်းနဲ့အတွေ့ရင် Brighton ဟာသူ့စီကနေ performance ပိုထွက်လာတယ် နီးပြစီရောကစားမစီရောပြိုင်ဘက်ကောင်းတဲ့အတွင်းပူကောင်းလာတယ်ဒါပေမဲ့ပြိုင်ဘက်ညံ့သွားတဲ့ပွဲတွေမှာတော့ Brighton လိုက်ညံ့သွားတတ်တယ်ဆိုတော့လည်းအခုလိုမမေ့ထားသေးဘူးအဲ့တော့ Brighton ကပြောမယ်ဆို Premier League မှာကသူကနှစ်နှစ်ကိုခွဲသေးဥဆောင်နေတဲ့အသင်းပွဲကြီးတွေမှာသူကအဓိကသူတို့တကယ်ကိုစိတ်ရောလူရောနှစ်ပြီးတော့ကစားနေပုံရတယ်အသင်းသေးရင်တွေ့တဲ့ချို့ပွဲတွေမှာကြတော့တိတ်ပြီးတော့စိတ်မပါသလိုလိုသူတို့မဟုတ်သလိုလိုကစားနေတာမျိုးတွေ့ရတယ် Everton ကိုရှုံးခဲ့တာမျိုးတွေဘုံမောက်ကိုရှုံးထားတာတွေ Everton တေးကြတယ်ဆိုတော့သူတို့မဟုတ်သလိုပဲဥပမာ Man City ကိုနိုင်တဲ့ပွဲအခြေစမ်းကိုကြည့်မလား Chelsea ကိုဝေးခွင့်မှာ 31နဲ့9တိုင်အောင်ကြည့်မလားစပါးနဲ့တူတူတည်ကြတော့မှသူတို့ကအရင်နှစ်ခိုးစထဲတာဥဆောင်ခိုးတွေနော်နှလုံးပြန်ပေးလိုက်ရလို့အဲ့တော့ယူကာဆယ်ကိုလည်းအင်ဝင်းမှာနိုင်ထားဆိုတာဒီလိုအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲ၄ပွဲမှာ၁၀မှတ်ယူထားနိုင်တဲ့ခြေစွမ်းတကယ်ကိုဒါချီးကျူးဖို့ကောင်းတယ်အဲ့တော့ Brighton ရဲ့လက်ရှိခြေစွမ်းကတော့ဒီ Webber ဆိုတဲ့နောက်ဆုံး၃ပွဲမှာ ဒါလေးကိုးတောင်တွင်းထားတယ်ဒီခြေစွမ်းဒီယုံကြည်မှုကတော့ United အတွက်နည်းနည်းတော့သတိထားစရာပဲအဲ့တော့ဒီအချိန်ဒီမှာတခုတော့ရှိတယ် Brighton အားနေချက်လို့အကိုမြင်လာတာအဝေးကွင်းနေတော့ Brighton ကအိမ်ကွင်းလောက်တော့စိတ်မချအောင်ထင်တယ်အဝေးကွင်းနေမှာ Everton ကိုရှုံးထားတယ်ဘုံမောက်ကိုရှုံးထားတယ်ဆိုတဲ့အခြေအနေမျိုးတွေ Hoverton နဲ့တေးကြထားတယ်ဆိုတဲ့အခြေအနေမျိုးတွေတပွဲပဲနိုင်ထားတယ်အဲ့ဒါလည်း Chelsea ကိုနိုင်တဲ့ပွဲကလည်းအခြေအနေတခုကအပြောင်းလဲဖြစ်သွားခဲ့တာအဲ့ပွဲမှာပထမဆုံး45မိနစ်တလုံး Brighton Chelsea ကိုဘလုံးမရှင်းမကစားနိုင်ခဲ့ဘူး1-0နဲ့လည်း Chelsea ရဲ့ဥဆောင်ကြီးလည်းခံထားရတယ်ဒုတိယပိုင်းအစမှာ Chelsea ကနောက်ခံလူချလို့ပါထုတ် ခံလိုက်ရတဲ့အခြေအနေမှာမှဘွဲကလုံးဝအပြောင်းလဲဖြစ်သွားပြီးတော့အဲ့မှာမှ Brighton တိုက်စစ်တွေပြန်မြင့်ပြီးတော့မိနစ်80နောက်ပိုင်းမှာအနိုင်ကိုရရသွားအဲ့တော့အဝေးကွင်းနေမှာတော့ Brighton က အိမ်ကွင်းလောက်တော့ခြေစွမ်းကအားရဖို့မကောင်းဘူးဆိုတာမျိုးလေးတော့တတိထားမိတယ်ဗောလေဟုတ်ကဲ့ပါဆိုတော့ဒါ brighter နဲ့ပတ်သက်ပြီးတော့ဒါနောက်ပိုင်းပွဲစဉ်တွေကတော့ပို့ပြီးတော့ဟိုသူ့ရဲ့ခြေစွမ်းအမှန်ကိုတွေ့ရတယ်ဗောလေနောက်ဆုံးက Newcastle နိုင်ဝါးတဲ့ပွဲမှာဆိုရင်ဒါ web ရဲ့တော်တော်လေးကောင်းတဲ့ပုံစံနဲ့နှစ်ကူးသွင်းတော့လည်းတွေ့ရဆိုတော့ brighter ရဲ့ခြေစွမ်းကလည်းလုံးဝ short တက်ထားလို့မရဘူးဆိုတော့ဒါနှစ်သင်းအကြောင်းပြောရတယ်တော်တော်လေးစုံပြီဆိုတော့ဒါနောက်ဆုံးဒီနှစ်သင်းရဲ့ဖြစ်လာနိုင်ခြေလေးဘယ်လိုထင်လဲကိုချင်းကြီးဒီကအဖြစ်နောက်ဆုံးဒါပြီးခဲ့တဲ့ရာသီနှစ်ကြော်လုံးတွေ့တာနှစ်ကြော်လုံး United ရှုံးထားတယ် Ultra 4မှာ3ရာသီဇက်တိုက် brighter ကိုအရေးနှိပ်ထားတယ် ယ်ရှုံးတဲ့ပွဲတွေမှာလည်းအ ਨੇ ဆုံးတပွဲကိုနှစ်ကူးနဲ့နှစ်ကူးအထက်ပေးထားတယ်ဆိုတော့ဒီလိုမျိုးအစင်လာနောက်ဆုံးတွေးဆမှုအစင်လာတွေကတော့ Brighton United ကိုပြက်ပြက်တက်တက်အသာနေတာတွေ့ရတော့ဒါဒီပွဲနဲ့ပတ်သက်ပြီးကိုရှင်ကြီးဘယ်လိုဖြစ်လာမလဲလို့ထင်တယ်တတော်အန်ဟောဖို့အကောင်းနဲ့ဒီရာလေးမှတ်တမ်းတွေကိုတွေ့ရတာဗောနော Brighton လို့အသင်းက United ကို head to head မှာ तू ကအပေါ်ကနေအသာစီးကိုအပြတ်သက်ယူထားနိုင်တယ်နောက်ဆုံးတွေ့ထားတဲ့ Premier League အိမ်ဝင်ဝေးကွင်း ဒါတွေ့ထားတယ်နောက်ဆုံးခွနပွဲမှာ Brighton 6ပွဲတောင်နိုင်ထားတယ် United ကတပွဲပဲနိုင်ထားတယ်ဆိုတော့ဒါတော်တော်ကို shock ရစေတယ်မှတ်တမ်းပဲပြီးတော့နောက်ဆုံး3နှစ်လုံးလုံး Old Trafford မှာလာပြီးတော့3နှစ်လုံးနိုင်ထားတယ်ဆိုတော့မှတ်တမ်းလည်းတော်တော်ကိုကြောက်စရာလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့အချိန်တိုင်းဒါတစ်ခုရောက်ရင်တော့ဒီစံချိန်တွေမှတ်တမ်းတွေဆိုတာတော့ဒါကျိုးပြတ်ရသမီးပဲပေါ့နော်ဒါဘယ်ကာလဘယ်အချိန်မှာကျိုးပြတ်ရမယ်ဆိုတာတော့ဘယ်သူမှကန်တီကမတော့ပြောလို့မရဘူးဒါပေမဲ့ဒီမှာကိုနှစ်သင်းလုံးကလည်းရှိ form ကောင်းနေတဲ့အသင်းတွေ United ကလည်းသူတိုင်းတာနဲ့သူနှစ်ပွဲဆက်နိုင်တာဒါပထမဆုံးအိမ်ဝင်း3ပွဲဆက်လည်းအမ ရင်လက်ထက်မှာပထမဆုံးနိုင်ထားတယ်ယုံကြည်မှုတွေတအားအားကောင်းနေတဲ့အချိန် Brighton လည်း League ဝက်ဆက်မရှုံးတော့ဘူးဒီရက်ဒီအသင်းကြီးနဲ့တွေ့ရင်ပိုကောင်းတဲ့ပုံစံကိုလည်းပြနေဆိုတော့တော်တော်တော့ကြည့်ကောင်းမဲ့ပွဲပြီးတော့နှစ်သင်းစလုံးရဲ့တိုက်စစ်တွေခံစစ်တွေအရာ Brighton လည်းဒီရက်ဒီမှာဂိုးမရတာတပွဲပဲရှိတယ် United ကလည်းနောက်ပိုင်းမှာဂိုးရဖို့ကမပူရတော့ဘူးဆိုတော့ United လည်းဂိုးရမှာပဲ Brighton လည်းဂိုးရမှာပဲအပြန်အလှန်ဂိုးတွေနဲ့အကိုတို့ဖြော်ပြမှုပေးနိုင်တယ် entertainment ပေးနိုင်တယ်ပွဲဖြစ်လာအောင်မယ်ထင်တယ်ဒါပေမဲ့ဘသူနိုင်သွားမလဲဆိုတော့ဒီပွဲမှာအကိုက United နိုင်သွားလိမ့်မယ်လို့ပို့ပြီးတော့ ချွေးကျင်တယ်ဗောနော်ဘာလို့လဲဆိုတော့၃နှစ်ဆက်အိမ်ခွေးအိုးထက်ဖို့မှာရှုံထားတဲ့အသင်းကိုရှုံချွေးပြန်ဆက်လိုက်မယ်လို့ထင်တယ်ပြီးတော့ United ကိုအခုလိုရှိမှပြောသလိုပဲတပွဲကောင်းလိုက်တပွဲမကောင်းလိုက်ဆိုတဲ့တန်တရားတွေကနေအမှုရင်းဆွဲထုတ်ပြဖို့လိုနေပြီဆန်လန်လန်ရဲ့ပွဲမှာကောင်းခဲ့တယ်ဒါကို Liverpool နဲ့ပွဲမှာဆက်ပြီးတော့ဆက်တက်တည်ပြနိုင်ခဲ့တယ်နှစ်ပွဲဆက်တက်တည်ပြနိုင်ခဲ့ပြီဒါပေမဲ့ Liverpool လိုအသင်းမျိုးကိုအဝေးခွေးမှာ ဒီခက်ခဲတဲ့ကွဲမှာနိုင်ခဲ့ပြီးွားတော့မှသုံးမဲ့ယူလာပြီးတော့မှအင်ဂွေးကြီးမှ Brighton ရဲ့ပွဲမှာပြန်ရှုံးလိုက်ရင်အဲ့ဒီနိုင်ွေရှေ့ရနိုင်ွေကဘာတိပဲမှမရှိတော့ပြန်ပြီးတော့ United ပြည်သက်တွေအတွက်ဒီတန်တရားတွေမှာပြန်ပိတ်မိသွားမှာအဲ့တော့ United အတွက်အမိုရင်အတွက်ဒီပွဲကစာမွေးဖြစ်လာလိမ့်မယ်ဒီမှာထပ်ပြီးရက်လက်ဆိုးနေလို့မရဘူးလမ်းကြောင်းမှန်တစ်ခုကိုပြန်ပြီးတော့အဲ့တိုင်းဆက်ပြီးတော့တန်းပြီးတော့ရှောင်းနေဖို့လိုတယ်အကောတော့ United ကိုဆက်ပြီးယုံကြည်ခြင်းနဲ့ United ဟိုလွယ်လွယ်ကူကူနိုင်မဲ့ပွဲတော့ဖြစ်လာမယ်မထင်ဘူးခဲရခဲစစ်တော့ကစားနိုင်တယ်ဒါပေမဲ့2-1လောက်နဲ့အပြန်အလှန်ဂိုးတွေနဲ့နိုင်သွားလိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆိုတော့ တော့ United နဲ့ပတ်သက်ရင်တော့ကျွန်တော်ကတော့နည်းနည်းလေးသိပြီးတော့တန်တရားလေးရှိတယ်ဗောလေကိုရိုင်းက United fan ဖြစ်နေလို့လားတော့မသိဘူး United ပွဲတွေကိုအဲ့လို လုံးဝလို့တထစ်ချာကြီးဒီသင်းနိုင်ပါမယ်လို့ပြောလို့မရသေးတဲ့အခြေအနေဖြစ်နေဆိုဆန်ဒါလန်နဲ့တပွဲကတော့နိုင်ပါမယ်လို့ပြောထားတယ်နိုင်လည်းနိုင်သွားတယ်ဆိုတော့ဒီပွဲကတော့ United အတွက်ဒါကိုချင်းပြောသလိုပဲတကယ်လို့ဆောင်းဝဲဖြစ်လာလိမ့်မယ်ပေါ့လေ Brighton ဆိုတဲ့အသင်းကလည်းအသင်းကြီးတွေကိုကောင်းကောင်းဒုက္ခပေးထားတယ်တရားဒီနိုင်နဲ့၃ပွဲသလုံးတကယ်အသင်းကြီးတွေအသင်းကောင်းတွေကိုပဲနိုင်ထားတာဆိုတော့အစင်လာတွေကလည်းပြန်ကြည့်လိုက်မယ်ဆိုရင် Brighton တော်တော်လေးကောင်းထားတာတွေ့ရတော့ဒီပွဲက အကယ်၍သာဒီနေ့ပွဲမှာသာ United နိုင်သွားမယ်ဆိုရင်တော့ဟိုโอเคနောက်လာမယ့်ပွဲစဉ်တွေကို United ကိုလုံးဝဟိုအမြင်ပြောင်းသွားပြီကျွန်တော်အမြင်ရတော့ United တီယာပေါ့အဆင်ပြေပြီဆက်ဖြတ်တန်းလို့ရပြီလို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ပွဲမှာပွဲက United အဒီယာဒီတိက Big Ten နဲ့ White ကိုဒါတော့ကျွန်တော်ရဲ့ ဟိုတူတူလေးအမြင်ရတော့ဒီပွဲနိုင်လိုက်မယ်ဆိုရင်တော်တော်လေးအခြေအနေကောင်းသွားလိမ့်မယ်ပေါ့လေဆိုတော့ဒါပေမဲ့လည်း Brighton အခြေအနေရတော့ United ကိုအ ਨੇ စုံတော့မရှုံးအောင်ကစားနိုင်လိမ့်မယ်လို့တော့မျှော်လင့်တာပဲအဓိကအိမ်ဝင်ဝေးကွင်းတွေဖြစ်နေတယ်ဆိုတော့ Brighton ရဲ့အခြေအနေကအိမ်ဝင်ဝေးကွင်းတွေမှတ်ပြီးသားရည်တည်မှုတွေဆိုတော့သူကတပွဲချင်းစီသွားတယ်အသင်းကြီးနဲ့တွေ့ရင်အဲ့အသင်းကဘာမှ ဟိုမကြည့်တော့ဘဲနဲ့ပူပြီးကောင်းနေရဆိုကျွန်တော်တို့ brighter အနည်းဆုံးတော့မရှုံးအောင်တော့ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဗောလေ United ဘက်ကလည်းအရင်ကြီးမယုံရဲရလဲပါတယ်ဗောလေကိုကြီးတော့အပြန်လန်ရှိလိမ့်မယ်ဆိုတော့ဒါအကုန်လုံးတူတူပဲကိုယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ဒါကြည့်ရှုနေကြတဲ့ဒါညီကိုများခင်ဗျာဒါကတော့ဒါကျွန်တော်နဲ့ကိုချင်းညီရဲ့ဒါ VOF United နဲ့ Brighton တို့ရဲ့ဖွဲ့စဉ်နဲ့ပတ်သက်ပြီးတော့ review လုပ်ဝေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ရှင်းသေးတာကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ